ပြောလားအမေ right ကျွန်ကျွန်တော်ကလူတွေကိုပြောတယ်ကျွန်တော်ကငငေကဟိုကြောင်းနေရတာစာမတဘူးလို့ပြောတဲ့အခါလူတွေကမယုံဘူးအဲ့ဒါအမေတစ်ချက်တော့ပြောပြပါဦးကျွန်တော်ကြောင်းနေရတာစာတလားမတလားဘာန်တဟုတ်ဘာမှမတဘူးလားကျောက်ဘက်နဲ့တန်းထီအောင်ကျောက်ဘက်နဲ့တန်းထီအောင်တန်းမှရောက်တယ်တန်းမှမရောက်ခဲ့ဘူးနှစ်တန်းမနေရပါနဲ့နှစ်တန်းတော့မပြီးပါဘူး 朋友找嘛你了，明来都不叫的；单找嘛你了，话不要的，住地也他们要的。要不要不？买了张你要在包我们呀？还比说呃，只拿张床。还比说张床，张那你妈的，你的安排到了，说不漏漏着不？扣了。快快快，吃点。 ဒီတတ္တမနေ့ဥပုပ်အတင်းပေါ့ SDA 7 day adventist ဒီအကြောင်းကိုကျွန်တော်ဆက်ပြီးတော့မှဆွေးနွေးမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ဒီ7 day adventist တွေကိုကျွန်တော်တို့ဘယ်လိုတတ်မှတ်မလဲဆိုတာကနေပြီးတော့ကျွန်တော်စကြင်ပါတယ်ဒီတတ္တမနေ့ဥပုပ်အတင်းကိုကျွန်တော်တို့ဧဝံဂေလိအတင်းတော်တွေကသူတို့ကို denomination ပေါ့နော်ကျွန်တော်တို့ဂိုင်းကနာတစ်ခုနေဧဝံဂေလိဂိုင်းကနာတစ်ခုအနေနဲ့ကျွန်တော်တတ်မှတ်မလားဒါမှမဟုတ်လို့ရှိရင cot လို့ခေါ်ရဲအယူလွဲအနေနဲ့ကျွန်တော်တတ်မှတ်မလားဆိုတဲ့မိကွန်းဝီဝါတာကွဲပြားစရာမိကွန်းဖြစ်ပါတယ်ဆိုတော့အစင်အလာရဆိုလို့ရှိရင်တော့တမိုင်းတလျှောက်လုံးမှာ SDA ကိုကျွန်တော်တို့ဒီအယူလွဲအဖွဲ့ထဲမှာပဲကျွန်တော်ထည့်ထားပါတယ်အဲဒါမဲ့နောက်ပိုင်းမှာဥဝင်ကြီးဒီအတင်းတော်ကြီးရဲ့သဘောထားပြုတ်ပြောင်းသွားတဲ့အရာပေါ်မှာမူတည်ပြီးတော့မှာတချို့ကပြန်ပြီးတော့သူတို့ကိုခရီးယန်ဒိုင်းကနာတခုအနေနဲ့ပြန်ပြီးတော့မှာတတ်မှတ်ခြင်းနဲ့အဖွဲ့ကြီးလည်းရှိတယ်ဒါကြောင့်ကျွန်တော်တို့ ဒီ A1K လေးအဖွဲ့စည်းတွေထဲမှာပင်လေကျွန်တော်တို့ SDA ကိုတချို့ကဟိုလုံးဝပြက်ပြက်သားသားအယူလွဲများဆိုပြီးတော့မှကျွန်တော်တို့တတ်မှတ်တဲ့အဖွဲ့စည်းတွေရှိတယ်လို့အာကျွန်တော်တို့ internet တွေဘာတွေမှာသွားကြည့်မယ်ဆိုလို့ရှိရင်တော့ wikipedia တို့တခြားဒီလို internet စာမျက်နှာတွေမှာတော့သူတို့ကိုဒါကတော့ဟိုတည်င်းစာတမားတွေ media တမားတွေရဲ့ကျင့်ဝတ်အရာဖြစ်ကောင်းဖြစ်မှာပေါ့เนาะသူတို့ကိုဒီလိုပဲဒီလို create ဂိုင်းကနာတစ်ခုအနေနဲ့သူတို့ကိုတတ်မှတ်ပေးတာရှိပါတယ်လို့အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်လည်းလေ့လာကြည့်ပါတယ်သူတို့တွေဘာတွေယုံတယ်လဲပေါ့နော်ဘာတွေယုံတယ်လဲဆိုတာကိုကျွန်တော်တို့သူတွေရဲ့ဒီ internet စာမျက်နှာပေါ်ဒီမှာတရားဝင် SD ဒီစာမျက်နှာတွေမှာကျွန်တော်တော့ဖတ်လို့ရှိရင်တော့သူတို့ရဲ့ဒီယုံကြည်ခံယူချက်တွေကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ဆိုတော့အဲ့ဒါနဲ့ကျွန်တော်တို့အယူအလုံးမခံရပါစေနဲ့လို့ကျွန်တော်တို့က SD ဆိုပြီးတော့မှ internet မှာတော့ရိုက်လိုက်မယ်သူတို့ရဲ့ဒီ confession of faith ပေါ့သူတို့ဘာတွေယုံကြည်တယ်လဲဘာတွေခံယူတယ်လဲဆိုတဲ့ဟာတွေကိုကျွန်တော်တော့ဖတ်မယ်ဆိုလို့ရှိရင်တော့ ကျွန်တော်ဧဝံဂေလိအတင်းတော်တွေနဲ့အတူတူပဲဖြစ်ပါတယ်။သုံးပါးတစုကိုယုံကြည်တယ်။နောက်ပြီးတော့ဂျေဇုရောအာဖြင့်ကယ်တင်ခြင်းအာဖြင့်ပဲကယ်တင်ခြင်းအာဂျေဇုရောအာဖြင့်ယုံကြည်ခြင်းအာဖြင့်ပဲကယ်တင်ခြင်းရောက်မယ်။ယေရှုခရစ်တော်ရဲ့အပြီးခံခြင်းကကျွန်တော်တို့ကိုကယ်တင်ခြင်းရောက်စေတယ်။စသဖြင့်ဒီလိုမျိုးသူတို့အာသူတို့ယုံကြည်မှုဝန်ခံချက်တွေစာတန်းတွေသူတို့ရှိပါတယ်။ဆိုတော့အဲ့ဒါတော့ဖတ်လို့ရှိရင်တော့ကျွန်တော်တို့ဒီသူတို့ကိုအယူလွဲအနေနဲ့တတ်မှတ်ဖို့အတွက်အရင်ပဲခက်ခဲပါတယ်။ဒါပေမဲ့တကယ်မြေပြင်မှာတကယ်လက်တွေ့မှာဆိုလို့ရှိရင်တော့ တို့ရဲ့ကျင့်သုံးနေတဲ့အရာနဲ့တို့ရဲ့လက်တွေ့အသက်ရှင်ခြင်းကိုကျွန်တော်ကြည့်ရဆိုလို့ရှိရင်တော့ SDB အယူလဲအဖွဲအဖွဲဖြစ်ပါတယ်ဆိုတော့ဘယ်နေရာကနေကျွန်တော်တို့အယူလဲလို့သတ်မှတ်လဲဆိုလို့ရှိရင်တော့ကေတင်ခြင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အယူလဲလို့သတ်မှတ်တာဖြစ်ပါတယ်အဲဘာကြောင့်လဲဆိုလို့ရှိရင်ကေတင်ခြင်းမှာတို့ဟာအကျင့်ကိုအခြေခံတဲ့ကေတင်ခြင်းဖြစ်ပါတယ်အဥပုံလေးကိုစောင့်ဖို့လိုတယ်နောက်ပြီးတော့မှဒီအစားတောက်နဲ့ပတ်သက်တဲ့ပြည့်ညက်တရားတွေပေါ့နော်အသွေးမစားရတာ နောက်ပြီးတော့အသားအရည်နဲ့ပတ်သက်ပြီးတော့မှသူတို့သတ်မှတ်ထားတယ်ဓမ္မဟောင်းပညတ်တွေကိုလိုက်လျှောက်ချင်းရှိမှပဲကေတင်ချင်းကိုဆက်ပြီးတော့မှထိမ့်သိမ်းထားနိုင်တယ်လို့သူတို့လက်ခံတယ်နောက်ပြီးတော့ပညတ်တရားတွေကိုကျင့်မှပဲကေတင်ချင်းရောက်မယ်လို့လက်ခံတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့တော့သူတို့ကိုအယူရဲထဲမှာကျွန်တော်တို့သတ်မှတ်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကေတင်ချင်းနဲ့ပတ်သက်တဲ့ဩဝါဒမှာလုံလုံကြီးလွဲချော်နေတဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတာကိုကျွန်တော်ဖော်ပြခြင်းပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင် အာသူတို့စတင်ခဲ့တဲ့ပုံစံလေးနဲ့ဘသူကစတင်ခဲ့တာလဲနောက်ပြီးတော့အဲ့ပထမဆုံးစတင်ခဲ့တဲ့အာဒီကောင်းဆောင်ပေါ့နော်ဒီကောင်းဆောင်ကဘယ်အပိုင်းနေမှာဘယ်လိုမျိုးနေမှာခဲ့တယ်လဲဆိုတာကိုဆရာဆော့ထွန်းလုံးကနေပြီးတော့မှကျွန်တော်တို့နားလည်ဖို့အတွက်ကျေးဇူးပြုပြီးတော့မှဖော်ပြပေးပါလို့ဖိတ်ခေါ်ချင်ပါတယ်လို့ဟုတ်ကဲ့ပါဆရာ SDA အဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့မှဒီတရမဏီဥပုပ်အတင်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ ဆွေးနွေးလေ့လာတဲ့အခါတိုင်းမှာကျွန်တော်တို့သိရမယ်ပုံကုနှစ်ယောက်ရှိပါတယ်။အဲဒီပုံကုနှစ်ယောက်ကတော့ဒီအဖွဲ့အစည်းကိုအစပြုခဲ့တဲ့သူတွေဖြစ်ပါတယ်။ပထမတစ်ယောက်ကတော့ဝီလျံမီလာဖြစ်ပါတယ်။1982-1849မှာသူဟာတက်ရှိထင်ရှားကဘာမီကြီးပေါ်မှာရှိခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်။သူဟာစိုက်ပွေစိုက်ပျိုးမွေးမြူရေးသမားတရားဟောဆရာတစ်ယောက်ဖြစ်ပါတယ်။နောက်တစ်ဖက်မှာစိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ရင်းတဲ့သူကတရားဟောတာဖြစ်တယ်။နောက်ဒုတိယတစ်ယောက်ကတော့ LNG white တချို့ကလည်းမမ white လို့လည်းခေါ်တယ်နော် EG white ပေါ့သူကတော့1829ကနေ1955အတွင်းမှာရှိခဲ့တဲ့ပုံကိုတူဖြစ်ပါတယ်သူကတော့ SDA အဖွဲ့အစည်းကသူတို့ SDA ရဲ့ professor တစ်ယောက်အနေနဲ့အတိမတ်ပြုထားတာဖြစ်ပါတယ်ဆိုတော့ဒီအဖွဲ့အစည်းခေါင်းဆောင်တွေထဲမှာအထူးသဖြင့်မီလန်အနေနဲ့ပါပြောခဲ့ဘူးလဲဆိုရင် ယေရှုခရစ်တော်ဟာ1843မတ်လ27နဲ့1844မတ်လ27အတွင်းထဲမှာဒီတနှစ်တာအတွင်းထဲမှာဒုတိယချိန်ကြွလာပြီးတော့မှကဘာမြေကြီးအဆုံးသတ်မယ်ဆိုပြီးသူကဟောပြောဝင်ခဲ့တာဖြစ်ပါတယ်။သူပြောတဲ့အတိုင်းမဖြစ်လာတဲ့အခါမှာခရစ်တော်ရဲ့ဒုတိယချိန်ကြွလာပြီးကဘာအဆုံးသတ်မဲ့ရက်ကို1844အောက်တိုဘာ22ဆိုပြီးသူက touch ခဲ့တာဖြစ်ပါတယ်။ဒါတော့ SDA အဖွဲ့အစည်းရဲ့ founder တယောက်ဖြစ်တဲ့ Willan Miller ရဲ့ကနေဦးလွဲချော်မှုလို့ပြောရမှာဖြစ်ပါတယ်။ဒီ October 22 1844မှာမဖြစ်လာတဲ့နောက်ပိုင်းမှာလည်းသူ့ရဲ့အဖွဲ့အစည်းမှာသူ့နောက်ကနေဆက်ပြီးတော့ဦးဆောင်ခဲ့တဲ့ EG White ကလည်းဘာဆက်ပြောလဲဆိုရင်တို့ဒီမှာတော့တို့အသင်းတော်မှာတုံးတုံးနဲ့အရာကတော့ investigative judgment လို့ခေါ်ပါတယ် เนาะစုံစမ်းစစ်ဆေးစီရင်ခြင်းပေါ့သူတို့ကဘလို့ယူဆလဲဆိုရင်သူတို့ကဘလို့ယူဆလဲဆိုရင်ခရစ်တော်ဒီကားတိုင်းမှာအသေးခံအသွေးသွင်းပြီးတဲ့အချိန်မှာကျွန်တော်တို့အပြစ်သားတွေဖြောက်မှတ်ခြင်းခံစားဖို့ရန်အတွက်ကနဦးလှုပ်ဆောင်မှုကိုတော့ပြုတ်ပြီးသွားပြီအဲ့ကနဦးလှုပ်ဆောင်မှုက ကျွန်တော်တို့အပြစ်သားတွေအတွက်လုံလောက်မှုမရှိသေးဘူးအစာပြုတ်ရုံပဲရှိသေးတယ်အဲ့အတွက်ကြောင့်ဒီ ခရစ်တော်ပြုတဲ့ဖြောင့်မတ်ခြင်းအမှုစုံလင်ဖို့ရန်အတွက်သူကသူ့ရဲ့ဖောင်ဒါဖြစ်တဲ့မီလန်ရဲ့ဟလာတုံးဆွဲတဲ့ခုနှစ်တက်ကရစ်ကိုပဲယူပြီးတော့1844မှာအရှင်ယေရှုသည်ဟလာအသက်ရှင်ဆုံးဌာနထဲကိုဝင်ရောက်ပြီးတော့မှကနေဦးလှူဆောင်ထားတဲ့ဖြောင့်မတ်ခြင်းအမှုကိုစုံလင်စေဖို့ရန်လှူဆောင်တယ်ဆိုပြီးတော့မှသူကအာယူဆတာဖြစ်ပါတယ်ဆိုလို့ချင်တာ AD 30ခရစ်တော်ကတိုင်မှာအသေးခံအသွေးသွန်းသုံးကဖြောင့်မတ်ခြင်းအမှုကိုအစာပြုလုပ်ဆောင်ပြီးပြီးမဆုံလင်သေးဘူး။ဆုံလင်မှုကိုတော့1844မှာအရှင်ရှုကလုပ်ဆောင်တယ်။ဆုံလင်ပြီးသွားပြီ။ဒါပေမဲ့အဲ့ဒီဆုံလင်မှုအပြင်ရရှိခံစားရတဲ့အကျိုးကျေးဇူးပေါ့ဖြောင့်မတ်တော်သူဖြစ်ခြင်းကယ်တင်ခံရခြင်းဆိုတဲ့အာကိုခရစ်တော်ရဲ့ဒုတိယကြိမ်ကြွလာခြင်းနေ့ရက်မရောက်မချင်းခရိယန်တယောက်အနေနဲ့ယုံကြည်သူတယောက်အနေနဲ့မိမိရဲ့အသက်တာသူတို့ SDA အနေနဲ့ဆိုရင်တော့ အာ Sabbath Reformation တို့เนาะနောက်ပြီးခုနကကျွန်တော်ပြောတဲ့ဟလာဒီစုံစမ်းစစ်ဆေးခြင်းအမှုထဲမှာမိမိကိုမိမိထိန်းသိမ်းစောင့်ရှောက်ခြင်းအဖြစ်ဆက်လက်ပြီးတော့မှဟလာကိုယ့်ကိုယ်ကိုထိန်းသိမ်းရမယ်ဆိုတော့မှသူတို့ကတုံ့တင်တာဖြစ်ပါတယ်ဒါတော့တမန်ကျမ်းစာမှာကျွန်တော်ကြည့်တဲ့အခါမှာဟေဘရဲဩဝါဒစာခန်းကြီး9အပိုင်းငယ်7ဟေဘရဲဩဝါဒစာခန်းကြီး9အပိုင်းငယ်25အရာခရစ်တော်အသက်ရှင်ဆုံးဌာနထိပ်ကိုဝင်လာကိုတမန်ကျမ်းစာက အတိတ်ကာလပြပုတ်နဲ့ပေါ်ပြထားတာဖြစ်ပါတယ်ခရစ်တော်က1844မှာဝင်လာမှုပဲနဲ့1844မတိုင်ခင်ကတည်းကအရှင်ရှုဟာကောင်းငင်ကိုယ်တည်းကိုဝင်ထားပြီးသားဖြစ်တယ်ကျွန်တော်ယောဟန်20အပိုင်ငယ်ဆက်ခွန်မှာမာရိကအရှင်ရှုကိုဒီတင်ကြိုင်းမှာတွေ့တဲ့အခါမှာအရှင်ရှုကပြောလဲငါခမဲတော်စီကိုမသွားရသေးဘူးပြောတာငါ့ကိုမထိနဲ့မကိုင်းနဲ့မဖက်နဲ့ယောဟန်20 20ခွန်မှာတော့သောမတ်ကိုတော့ငါ့ကိုထိပါစမ်းတတ်ပါဆိုပြီးတော့မှအရှင်ရှုကခွင့်ပြုတယ်အဲကြောင့် လေ့လာတလောက်တော့ဒီအပိုင်ငယ်ယောဟန်20ခွန်နဲ့ယောဟန်20 20ခွန်ကြားမှာအရှင်ရှုဟာကမဲတော်ထံတော်ဘာမှာတက်သွားပြီးတော့မှ သူ့ရဲ့အသွေးသွင်းခြင်းအမှုကိုသူကဟလာကောင်းငင်ကိုယ်ထဲမှာဝင်ပြီးတော့မှဟလာလုံလောက်တဲ့ဖြောင့်မတ်စေခြင်းအမှုကိုပြုထားပြီးသားဖြစ်ပါတယ်။เนาะအဲ့မှာတော့ဘာတုံးထားဆိုရင်တခါဒီလို့တုံးထားတာ1844လို့မတုံးဘူးเนาะခရစ်တော်သည်အသက်ရှင်သောဌာနထဲကိုတက်တဲ့အချိန်မှာကတည်းက အပြစ်လွတ်ခြင်းအပြစ်ဖြေလွတ်ခြင်းကိစ္စတွေကိုတရားမတရားအပြီးအပြတ်တစ်ချိန်တည်းနဲ့အကုန်လုံးလှုပ်ဆောင်ပြီးသားဖြစ်တယ်။ဒီ EGY ပြောသလိုအစင်းစင်းမဟုတ်ဘူးနော်။ AD 30မှာတဆင့်1844မှာတဆင့်1844မှာရတဲ့ဟလာကတင်ချင်းအမှုကိုယုံကြည်သူတယောက်ကဟလာဥပုပ်ဆောက်ချင်းအဖြစ်တော်၎င်း။နောက်စုံစမ်းစစ်ဆေးချင်းအမှုကိုဟလာဖျားသခင်ပြုတ်နေတယ်ဆိုတာကိုသိပြီးတော့မှနေ့စဉ်ထင်းထင်းဆောက်ဆောက်ချင်းအဖြစ်တော်၎င်းထင်းထင်းဆရာမလိုဘူး။နော်ကျွန်တော်တို့က one safe always safe တခါကေတင်ခံရတာနဲ့သာရကေတင်ခံရတာဖြစ်တယ်။အဲ့ဒါကိုမသိတဲ့အတွက်ကြောင့်တို့ကတို့အသင်းတော်ရဲ့သွန်သင်ချက်ဖြစ်တဲ့နော်ဒီဥပုပ်စောက်တဲ့ကိစ္စတွေနောက်ပြောင်းမှခုနကတော့ဖျားပေးတဲ့ကေတင်ချင်းကိုမိမိဘက်ကဆက်လက်ပြီးတော့မှမဆုံးရှုံးရလေအောင်ထင်းထင်းဆောက်ရှောက်အောင်မယ်ဆိုတဲ့သွန်သင်ချက်အမှားတွေနဲ့တို့ကဆက်လက်လှုပ်ဆောင်တာဖြစ်ပါတယ်။ဒီ EG White ပြောတဲ့1844မှာအရှင်ရှုပါကောင်းငင်ကိုအသက်ရှင်ဆုံးဌာနထဲကိုဝင်သွားတယ်ဆိုတော့ခုနှစ်ခုနှစ်တက်ကရစ်သုံးဆွဲမှုသည် သူ့အရှိက သူ့ရဲ့ခေါင်းဆောင်သူ့ဆရာ ဖြစ်တဲ့ဟလာမီလန်နဲ့အရင်မှာရှိခဲ့တဲ့မီလန်ရဲ့နောက်လိုက်တဲ့တုံတင်မှုကိုသူကပြန်ပြီး refer လုပ်တဲ့အနေအထားမျိုးကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီကနအူးပိုင်းကိုဒီကုန်းချုပ်မယ်ဆိုရင်အဓိကအားဖြစ်တော့သူတို့တုံတင်နဲ့တုံတင်ချက်အရကျွန်တော်သိရတဲ့အရာကအရှင်ရှုရဲ့ဒုတိယကျင်းကြွာလာခြင်းကိုခုနှစ်တက်ဂရိနဲ့သူတို့ကတွေ့ချက်တယ်။အဲ့ဒီအပြင်မိမိရရှိထားသောကေတင်ချင်းကိုလည်း ဘုရားသခင်ဘက်ကလှုပ်ဆောင်ချက်တစ်ခုတည်းနဲ့မပြီးပြတ်တဲ့အတွက်မဆုံလင်နိုင်တဲ့အတွက်ကြောင့်မိမိဘက်ကလည်းရရှိထားသောကေတင်ချင်းကိုဆက်လက်ပြီးတော့မှထိမ့်သိမ်းဆောက်ရှောက်မဲ့ပုံစံမျိုးနဲ့တုံ့တင်တဲ့အတွက်ကြောင့်တို့ဟာဆက်စွာဆက်တန်းစဉ်ပြောသွားသလိုယုံကြည်မှုဘိုင်းဆိုင်ရာမှာအယူဘိုင်းဆိုင်ရာမှာလွဲမားတဲ့သူတွေဆိုတာကျွန်တော်ဖော်ပြပေးခြင်းပါတယ်။ဟုတ်ပြီဒါဆိုရင်ကျွန်တော်ကနဦးခေါင်းဆောင်နှစ်ယောက်ရဲ့ချွတ်ချော်မှုတွေကိုကျွန်တော်အနည်းချင်းဖော်ပြပြီးတဲ့နောက်ပိုင်းမှာတို့နှစ်ယောက်တီထောင်ချင်းအဖြစ်ဖြစ်လာတဲ့ SDA အဖွဲ့အစည်းတစ်ခုလုံးရဲ့ဒီနေ့မြန်မာကာလအထိလွဲနေတဲ့တိတာထင်ရှားတဲ့လွဲမှားမှုတွေကိုဒီအစည်းအဝေးကိုကြည့်ရှုနေတဲ့ပိတ်သက်တွေပို့ပြီးတော့မှကွက်ကွက်ကွင်းကွင်းသိရှိနားလည်လာနိုင်ဖို့အတွက်ဆရာရှေကြီးအနေနဲ့ဆုံဆုံလင်းလင်းလေးဖြစ်စုပြီးတော့မှပြောကြားပေးဖို့ကျွန်တော်ဆရာကိုအရှင်ရှုနာမနိုင်ဖိတ်ခေါ်ပေးခြင်းပါတယ်